ရောပြီးသွားမဲ့ဇာမျိုးဆိုရင်ကျွန်တော်တိတ်ပြီးတော့ဟိုမရွေးချယ်ဖြစ်ဘူးခင်ဗျာဟုတ်ပြင်လာပါကွာကဲထားလိုက်ပါတော့ကွာဒါလေးကတော့ short ပြီးလိုက်ဒုံးမယ်ဟေ့ကဲကောင်းလားပြီးသားနော်ဟိုမျိုးရွာထက်တန်းစားဆိုတာကလည်းကျွန်တော်မင်းသားဆက်ဆက်လှုပ်ခြင်းခေါင်းဆောင်မင်းသားအနေနဲ့၃-၅မြောက်ပေါ့နော်ဒါဒါဦးမျိုးမင်းဆရာဘအဲ့တူရဲ့လက်စွမ်းနဲ့ကျွန်တော်အတိအမှတ်ပြုခံရတာပါအဲ့ဒီကားနဲ့တော်တော်ကြီးရောပေါ့နော်နယ်အထိ ဆရာပြန်လာမြဲဒီကောင်သတိရလားယောက်ျားဆိုတာတက်တူးရှိဖို့ရအူးဖို့ပဲကျွန်တော်မမရကျွန်တော်နေဒီအဲ့တုန်းကတောက်လျှောက်သွားတဲ့အချိန်မှာနေရပိတ်သက်တွေဆိုလို့ရှိရင်ကျွန်တော်ဒါတော့ကိုအရန်ကြိုက်တာတက်တူးရှိဖို့မလိုလက်အူးဖို့ပဲလိုတယ်ဆိုတဲ့စကားလေးပေါ့နော်အဲကျွန်တော်အခုလက်ရှိကဇလန်ဒရလေးတွေပြန်ရိုက်နေပါတယ်ရိုက်လဲရိုက်ထားတာရှိရပေါ့နော်အဲ့ဒါတော့မလွင့်သေးဘူးပေါ့ဒီလို application အစ်စ်တရပဲပေါ့လာမှာပေါ့ အဲအခုနောက်ဆုံးတစ်ခုလည်းအခုရိုက်လက်စရိုက်နေတော့မှပေါ့မပြီးသေးပါဘူးဇာလန်တွေပဲဟုတ်အဲ့ဒါကကြတော့ကျွန်တော်တို့ဟိုဥစားပေါ့အဓိကတော့ဗီဒီယိုဈေးကွက်မရှိတော့တဲ့နောက်ပိုင်းမှာဇာလန်တွေကြီးပဲဖြစ်လာတယ်ပေါ့နော်အဲ့ကြမ်းမှာမှအဲကျွန်တော်လည်းကိုယ့်အကိုဟိုနားလိုက်တာလည်းပါတယ်ဟောဟိုတချို့ဇာလန်လေးလည်းတိတ်အဆင်မပြေတာလေးပါနေကျွန်တော်နားလိုက်တယ်ပေါ့နော်တရားဖြစ်တာတော့ဆရာဦးညီနဲ့ ရန်နာဘုံနဲ့အဲဇလန်ဒရီလေးကနေပဲမြေတောင်မုံတိုင်းဆိုတာဟာနေပြန်စရိုက်ဖြစ်တယ်အခုနောက်ပိုင်းကတော့ကျွန်တော်စတိုက်ပြန်ရိုက်ဖြစ်နေပါတယ်ဟုတ်ကဲ့ပါကာရက်တာရကတော့ကျွန်တော်ကတော့အဓိကတော့ရွေးချယ်ပြီးတော့ရိုက်ကူးပါမှာပဲလေဟိုအဓိကတော့ကိုယ်အတွက်ဟိုလောက်ွက်ရှိတဲ့ဟာမျိုးလေးပေါ့နော်အဲအံ့မျိုးလေးပြန်ပြီးတော့ဦးစားပေးရတာပေါ့ဟုတ်ကဲ့မမမရွေးချယ်ရတော့အဲ့လိုမျိုးတော့မရှိပါဘူးကိုယ်ကြိုက်တဲ့ဇလန်းကိုပဲရိုက်ခိုင်းတာဒါပေမဲ့နည်းနည်းတော့ ခါကြရတယ်ဒါကတော့မရိုက်တင်ဘူးထင်တယ်ဒါကတော့ရိုက်တင်တယ်ထင်တယ်အဲ့လိုမျိုးတော့ပြောတာတော့ရှိတာပေါ့နော်ဘလိုကရိုက်တာမျိုးဆိုတော့မဟုတ်ပေါ့เนาะကျွန်တော်အဲ့ကားတကားမှာကျွန်တော်ပါဝါပြီးတော့ဒီဇလန်းတစ်ခုထဲမှာကိုဆွဲဟာမျိုးဟိုတိမတ်ပြူးလောက်တယ်ဟိုထင်းချာချာအဲ့လိုမျိုးမရှိတဲ့ဟာမျိုးလေးပေါ့နော်အဲ့မျိုးဆိုရင်ပြီးပြီးရောပြီးသွားမဲ့ဇာမျိုးဆိုရင်ကျွန်တော်သိပြီးတော့ဟိုမရွေးချယ်ပြဖို့ခင်ဗျာဟုတ် အဲဒါပေမဲ့တချို့တွေရရှိရပါတော့ချို့ကိုဟိုခင်မင်းနေမှုအရာအဲ့လိုမျိုးရိုက်ကူးပြစ်လိုက်တဲ့ဇလံမျိုးလေးတော့ရှိတာပေါ့နော်ဒါကတော့ကိုကြီးရဲ့အနေနဲ့ပေါ့ဟုတ်စိုက်ပါရဲ့အဲ့လို run လို့မျိုး character တော့ပြီးတော့ဟိုပါပေါ့ brand ဟိုကိုကျိုးရိုက်တဲ့ဟာကိုကျိုးရိုက်တဲ့ကအဲ့ထဲကဆိုမျိုးပြီးတော့မျိုးရိုးကထက်တန်းစားအဲ့အဲ့လိုမျိုးအဲ့ထဲက character အဲ့ကားလေးတွေကတော့ကျွန်တော်လည်းအရန်ကြိုက်ခဲ့တာပေါ့နော်အဲ့ဟိုမျိုးရိုးကထက်တန်းစားဆိုတာကလည်းကျွန်တော်မင်းသားဆက်ဆက်လုပ်ချင်းခေါင်းဆောင်မင်းသားအနေနဲ့တုံးကားမြောက်ပေါ့နော်ဒါကဥမျိုးမင်းဆရာပေါ့အဲ့သူရဲ့ lesson နဲ့ကျွန်တော်အတိအမှတ်ပြုခံရတာပါအဲ့ဒီကားနဲ့တော်တော်ကြီးပေါ့နော်နယ်အထိကျွန်တော် ျွန်တော်မမရကျွန်တော်နေဒီအဲ့တုန်းကတောက်ချောက်သွားတဲ့အချိန်မှာနေရပိတ်သက်တည်ဆိုရွေးရှင်ကျွန်တော်ဒါတော့ကိုအရန်ကြိုက်တာတရူးရှိဖို့မလို့လက်ဦးဖို့ပဲလိုတယ်ဆိုရဲစကားလေးပေါ့နော်အဲ့ကဲကျွန်တော်လည်းဒီကောင်တရရလာယောက်ကြားဆိုတာတတူးရှိဖို့လက်ဦးဖို့ပဲစကားလေးတွေကပိတ်သက်ရင်လည်းကိုရောက်စီခဲ့တယ်အဲကျွန်တော်ဆိုတော့လည်းအတိမတ်အများကြီးပြုခဲ့ပေါ့နော်အဲ့တော့လေဦးမျိုးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဟိုးစားပေါ့နော်ကိုကျိုးနဲ့ရိုက်ခဲ့တဲ့ကားဆိုလည်း ျွန်တော်တဖန်ပြန်ပြီးတော့ရိုက်ချင်တဲ့ action စကားမျိုးကိုကိုဂျွန်းနဲ့ကျွန်တော်ပြန်ပြီးတော့ဖန်တီးခွင့်ရခဲ့တယ်ပေါ့ဟုတ်ထိမ့်သိမ့်တာလဲဆိုတော့ပြောမယ်ဆိုရင်တော့ထိမ့်သိမ့်နေဆိုတာကတော့ဂျားထဲမှာတော့ကျွန်တော်ဒီတိုင်းကိုယ့်အနေကိုနေလိုက်သေးတယ်အိုးနောက်ပိုင်းမှသာပြန်ရိုက်ပြမှသာနည်းနည်းဝိတ်ပြန်လျှော့ပါညာပြန်အမှန်တကယ်တော့လောက်အောင်ပါပဲလေမြို့ပြန်သမားတယောက်ဆိုတော့ဟိုကိုကိုလက်ချမ်းမပေါ်ပေါ့နော်ခန္ဓာကိုယ်အနေထားဆွဲချရောပေါ့နော်အကုန်လုံးတော့ထိမ့်သိမ့်ရမှာပဲ ဒါပေမဲ့ကျွန်တော်ခုနောက်ပိုင်းအလုပ်တွေပြန်တောက်လျှောက်ပြန်လုပ်ပြန်တော့ကျွန်တော်လည်းအခုကိုယ်ခန္ဓာကိုပြန်ပြီးတော့ထိန်းသိမ်းရမှာပေါ့အဓိကဟုတ်ဟောသူကကျသူ့ရဲ့အဓိကဩဇာပေါ့ professional line ကြတော့ model line ပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်အဲအဲ့ဒီ line မှာတော့သူကတော့သူ့ line ပေါ်မှာသူကဆရာပေါ့နော်ဟိုကျွန်တော်ကကျတော့ကိုယ်တယုတ်ဆောင်ပိုင်းဆိုတော့ဟိုအခုတတိလဲသူကလည်းသူရက်တိနေရပဲ model line မှာပါမှာတော့ကျွန်တော်ဘက်ကဟုတ် ကြံပြုကြတော့မရှိဘူးပေါ့နော်။သူကလည်းသူအဆင်ပြေပြီးတော့ပြည့်စုံတယ်။ဟုတ်။အော်ကျွန်တော်လက်ရှိမှာတော့ကျွန်တော်အခုဇလန်တွဲတွေပြန်ပြီးတော့ရိုက်ကူးနေပါတယ်။ခုနပြောသွားလို့ကျွန်တော်ဘွားလာပေါ့။အဲ့တော့ကျွန်တော်ဘွားစာဘလိန်လေ။ကျွန်တော်ဘလိန်တာသူပြီးတော့ကျွန်တော်အခုဝင်လဲပြန်ချလိုက်။ အရင်လိုခန္ဓာကိုယ်မျိုးလဲပြန်ဖြစ်အောင်ကျွန်တော်ပြန်လဲကြိုးစားပြီးတော့ကျွန်တော်ပြန်ရိုက်ကူးမယ်ကျွန်တော်အဲဇကားလေးတွေထွက်လာမယ်ဆိုလို့ရှိရင်လည်းအားပေးပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာကတော့ show ပွဲတွေပဲဇာတ်တိုက်ရှောင်နေပါတယ်လို့ညောင်လုံးချစ်ပြီးအားပေးတဲ့ပြည်သက်တွေအားလုံးကျေးဇူးများကြီးတင်ပါတယ်လို့